အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောင်ဖြစ်ပါတယ်2025ခုနှစ်မေလ18ရက်စနေနေ့နေ့ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မခွေးတိုင်းခံကောင်းမျိုးရှောက်ပင်ခေါ်အောင်မြေရွာမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီစစ်ကြောင်းဟာတမန်လေးကလက်နက်ကြီးနဲ့ထင်ရမြန်ပစ်ခတ်ဖျက်ဆီးလျက်ရှိပါတယ် ဂျမန်နီကတော့နေမြေကန်တက်အမှန်50ခြေလင်တိုင်းအနီးဒေတာခေါ်ဘရောက်ပင်ဂိတ်ရဲ့မြောက်ဖက်အဝင်ဂိတ်ကနေ120မမအမြောင်းနဲ့မြစ်တာမြစ်အနောက်ဖက်ကမ်းနေရာတွေကိုတုံးချက်ထက်မနဲ့ပြစ်ခတ်ထားပြီးထိခိုက်မှုမရှိဘူးလို့သိရှိရပါတယ်။မကွေတိုင်းဗရန်တက်နယ်ပသိမ်မွန်အလန်းအိုရိန်တောင်ချီမြောင်များကုန်းရွာအနီးမှာထိတွေ့မှုရှိခဲ့ပါတယ်။ကချင်ပြည်နယ်မွန်းညင်းခရိုင်အင်တော်ကြီးဒေတာထိတွေ့တိုက်ပွဲမှာရှမ်းပြည်ပြည်သူစစ်တွေအထိခိုက်အသေးအပြောက်များခဲ့တယ်လို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကလည်းနှစ်ယောက်ကြာဆုံးခဲ့ရပါတယ်။ အဆိုပါနေရာမှာဒရုန်းတိုက်ခိုက်မှုကြောင့်ထိခိုက်ကြဆုံးရတာဖြစ်ပြီးရှမ်းပြည်ပြည်သူတွေကတော့နတ်မွန်းစေယုံမှာပက်လက်တွေလန်နေလို့ဒေသခံပြည်သူတွေတောင်းစေယုံကနေဆင်းပေးလိုက်ရတဲ့အခြေအနေရှိပါတယ်။လက်ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်ချုပ်အောင်စောထွန်းဟာစောင့်ကြည့်ရမယ့်ကစားသမားတွေမှာပါနေတာဖြစ်ပါတယ်။အလုပ်စဉ်ဗိုလ်လောင်အမတ်စင်24ကျောင်းစင်းလျောက်ဖြစ်ပြီးရမန်နေ့ကပြောခဲ့သလိုခြေလင်တက်မှာသုံးမှုမဟုတ်တဲ့အပြင်စစ်စင်ကိုကဲမှုတက်မှာမှုမလုပ်ခဲ့ရဘူးပဲတိုင်မှုဖြစ်လာသူဖြစ်ပါတယ်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှု ဘုံမှုရုပ်ဆိုးလိုက်ထောင်ချခံရပြီးအပတ်စဉ်လူဖြစ်တဲ့၎င်းဟာမန္တလေးမှာဒူတိုင်းမှုလုပ်နေရကနေမြောက်ပိုင်းတိုင်းစစ်ဌာနတွေတိုင်းမှုဖြစ်လာခဲ့တာဖြစ်ပါတယ်။စစ်တိုင်းမှုတွေဟာပုံမှန်အဖြစ်တတ်မှတ်မှုစစ်စင်ကိုကဲမှုလုပ်ခဲ့ပြီးစစ်ကြောင်းကြီးတွေမှာကြားအုပ်လုပ်ပြီးမှသာစစ်တိုင်းမှုဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။ဒါကြောင့်မြောက်ပိုင်းတိုင်းစစ်ဌာနတွေတိုင်းမှုဟာလည်းကောကောင်တပွေဖြစ်စရင်သွင်းထားရမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ဝဲလောင်အုပ်စုတွေကဌာနကုန်းရွာဒေသောင်းတိုက်ခိုက်မှုကတော့လွန်စွာရက်ထက်ရက်ဆက်ပြင်းထန်လာပါတယ်။တရားလုံး အကောင့်တိုင်းကျန်တာဆိုလို့100လောက်သာကျန်ရှိတယ်လို့သိရှိရပါတယ်။စကိုင်းတိုင်းဖြေဖို့မြို့နယ်တကန်တာကြီးရွာကို၄ချောင်းကနေဘုံကျဲတိုက်ခိုက်လျက်ရှိပြီးထိခိုက်မှုစီးရင်ကိုစုံစမ်းနေတယ်ဖြစ်ပါတယ်။ထိချိုင်းတဲ့တကောင်းအဆက်ကငပီချောင်းကြီးရွာတဝိုက်ကို၄ချောင်းကနေနေ့စဉ်ဘုံကျဲတိုက်ခိုက်လျက်ရှိပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုကတော့အလွန်ထူးဆန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘာမှမရှိပဲနေ့စဉ်နေ့စဉ်ဖလိန်လာလာကျဲနေတာဖြစ်ပါတယ်။ကင်းဒီဒေတာ မိုးပြစစ်နှစ်နဇာကိုအင်အား600ကစစ်ကြောင်း3ကြောင်းထိုးဝင်ရောက်လာရာကနေထိခိုက်ကြဆုံးမှုများစွာနဲ့အမှတ်422ချင်းမြန်တိုင်ရင်းထဲကိုပြန်လည်ဆုတ်ခွာသွားရပြီဖြစ်ပါတယ်။စစ်ကောင်စီဘက်က23ရောက်မက်ဆီကိုက်ခဲ့ပြီးစစ်တုံးပန်းဒရာစင်ကျော်ကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လိုင်ကောကတက်လာတဲ့စစ်ကြောင်းဟာလည်းကုန်းစာကိုကြော်လွန်နိုင်ခြင်းမရှိဘဲရပ်တန့်နေသေးတာဖြစ်ပါတယ်။ဖဲကုန်းစစ်ကြောင်းကလည်း80တိုးမလာနိုင်တဲ့အနေအထားလို့သုံးသပ်ရပါတယ်။တောင်ငူငွေထဲမှာ မမစကားမပြောတတ်တဲ့ uniform ဝဲလက်နက်ကင်အင်အားတရာကပြည်သူစစ်40ဝန်းကျင်နဲ့စစ်သား60ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းလှုပ်ရှားနေတယ်လို့သိရပါတယ်။တောင်ဝဒီမော်တိုလမ်းပိုင်းတောင်ဝကနေ12မိုင်ကအကွာမှာကြောက်လုံးကြီးဆိုတဲ့ရွာရှိပါတယ်။အဲ့ဒီရွာကနေအနောက်ဘက်ကမ်းဒီချောင်းတိုင်းတွားရင်စစ်တောင်းမြင့်နဲ့ကမ်းဒီချောင်းစုံတဲ့နေရာမှာမြတ်တီပင်ဖျားကုန်းရှိ